တဝဲနေပြည်ထောင်စုလမ်းမပေါ်ရှိတရက်ချောင်းမြို့နယ်မင်းတပ်ရွာရှိဘက်ချမ်းမှာတက်ဆွဲထားတဲ့စစ်ကောက်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်အသက်48နှစ်အရွယ်အမျိုးသားတဦးကြီးထိမှန်တရားရသွားပါတယ်။အဲ့ဒီစစ်ကောက်စီတပ်သားတွေကမေလ31ရက်နေ့နေ့လယ်7နာရီလောက်မှာမင်းတပ်ရွာထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။ဒီလိုပြစ်ခတ်ချိန်မင်းတပ်ရွာအနောက်ဘက်ချမ်းမှာရှိနေတဲ့မင်းတပ်ရွာသားဦးခင်မောင်စိုးရဲ့ပေါင်ကိုကြီးထိမှန်ပြီးရှီကောက်ကိုဖောက်ဝင်သွားတယ်လို့ဆိုပါတယ်။ ကြည်တိမှန်တရားရသွားတဲ့အမျိုးသားဟာစိတ်မမှန်သူဖြစ်ပြီးလမ်းမဘက်ကိုထွက်ပြီးစိတ်လိတ်တောင်းနေချိန်ပြစ်ခတ်ခံရတာလို့ဆိုပါရတယ်။တော်လိုင်းရဲတပ်ဖွဲ့ကစနိုက်ပါနဲ့ပြန်ပစ်တဲ့အတွက်စစ်ကောက်စီတပ်ကပြန်လည်ပြစ်ခတ်တာလို့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့နှိစက်တဲ့ဒေသခံအမျိုးသားကပြောပေးမယ်။ဒရဝတ်အနေနဲ့တိချအတိမပြုတ်နိုင်သေးပါဘူး။ဝင်းဝနယ်မြေရဲစခန်းကနေမေလ28ရက်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောက်စီတပ်ဟာဝိုင်းရိတ်ခွာပျောက်ကြားတပ်ဖွဲ့ရဲ့ခြေကုပ်စကန်ငယ်တွေကိုဝေရောက်စီးနေပြီးနောက် မင်းတိုင်းရွာကိုဝေရောက်လာကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။စက်ကောက်စီတပ်ကရွာအရှိတ်ချမ်းမှာတက်ဆွဲထားပြီးဒေသခံရွာသူရွာသား20ကျော်ကိုရွာထဲမှာဖမ်းဆီးထားတယ်လို့ဆိုပါဗျ။စက်ကောက်စီတပ်ဝေရောက်တက်ဆွဲထားတာကြောင့်ရွာလုံးကျော်နေပါတိတ်ရှောင်နေရပြီးနေအိမ်မှာစားနပ်ရိက္ခာလာယူကြသူတွေကိုစက်ကောက်စီတပ်ကပြစ်ခတ်တာဖမ်းဆီးတာတွေလုပ်နေပါဗျ။ ဆော်လာနေရည်နေကယွာထဲရိတ်ခါလာယူတဲ့ဇနီးမောင်နှံတို့ဦးစစ်ကောက်စီတပ်သားတွေနဲ့တွေ့ပြီးဖမ်းဆီးခတ်ထားရတယ်လို့ပြောပါရတယ်။